ါဆင်သူများအလုံးပဲမြင်လာပါရှင်။ Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါတင်ဆက်ပေးချင်တာလေးကတော့ဇေယခက်စော်ရေးသားထားတဲ့တောက်လျှောက်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါရစေ။ဒီဝတ္ထုတိုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မြစ်တာရက်ခံပြရစေရှင်။အသစ်တင်တိုင်းသိရှိနိုင်ဖို့အတွက်လည်း Notification ကောင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့မှတ်မိပါနဲ့နော်။နနက်9:00အကျော်ဆိုင်ရှိမှာစိုက်ကားကလေးထိုးအပ်ရက် စပိုရှက်အစင်ကြားနဲ့ကိုမြင့်ဝင်းကဒေမနက်အတွက်နှာခေါင်းမြောက်ရောက်လာခြင်းဖြစ်တယ်။ပွဲရုံပိုင်ရှင်ကိုမြင့်ဝင်းသူ့ဘေးကစိုက်ကားဆရာစန်းထွန်းစန်းထွန်းကသူ့စိုက်ကားလေးကိုလွတ်ရထိုးပြီးကိုမြင့်ဝင်းနောက်ကိုကုတ်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 နဲ့လိုက်အဝင်ဆိုင်ရှင်ကိုစိုးကကိုမြင့်ဝင်းဝင်လာတာကိုဘယ်ကလေးကမြင်တယ်မသိသူ့လက်ထဲကအရက်ဖြူတစ်စိပ်ထည့်ထားတဲ့ဖန်ခွက်ကအစင်သင့်ဂလူကနေနှစ်ခါပြီးတဲ့နောက်ကိုမြင့်ဝင်းရဲ့လက်ကကောင်တာပေါ်ချပေးထားတဲ့ပကံတွေမှာတရက်သီးစိတ်ကလေးစီတို့ ပြီးမှရေဘူးထဲကရေကိုငှဲ့ပလုတ်ခြင်းကိုစိုးစိုက်ကားဆရာဆန်းတော်ထောင်ပြသည်ကလက်ငါးကြောင်းကိုစိုးငှဲ့လိုက်သည်ကဖန်ခွက်တစ်ဝက်ကိုမြင့်ဝင်းက900ရံတရွက်ကိုကိုစိုးထံလက်ကမ်းလိုက်တဲ့အခါတစ်ဆက်သေးမြင်လိုက်ရတာကကောင်တာပေါ်ကစားရေးအဖြူကိုစိုးရဲ့မျက်စာကအကျွေးစင်းရင်မှတ်တဲ့နေရာမှာကြောက်တင်ပုံစီတို့ကြောက်တင်ပုံထက်မှာတော့ကော်ပြင်းကတ်ထားသောဖိတ်စာတစ်စောင်ဂုံးတုတ်ကြီးပဲဘယ်တော့ကလဲ ညာ၁၁လောက်ကသွေးတွေအံပြီးလစ်သွားတာတဲ့သူ့အမေမနက်ကဖိတ်စာလာပေးတာဒီနေ့လည်းချမအနက်မကောင်းတော့ဘူးတဲ့ကိုမြင့်ဝင်းရဲ့တပြင်းချတဲ့အဲ့ဒီနောက်နှစ်ချက်ဖိုးလောက်ထပ်တဲ့ကိုဆိုဒီကောင်လေးဂွန်းတို့အစောကြီးဗျာဒီကောင်ကလက်မမမထားတာကိုအကိုကြီးကဟိအောင်စန်းတော်သူများမပြောနဲ့မင်းဒီမနက်တင်လေးကောက်ရှိနေပြီမလားကိုဆိုးရဲ့အတန်ကခက်ကြဲကြဲဟုတ်ကော ချင်းစီရတို့ဂိမ်မှုတို့လာရင် ပြောလိုက်ပါ။နေ့လေအတူပါချချင်းကြရင်ကျွန်တော်ဒီရှိမှကားလာထိုးပေးမယ်လို့အခုတော့ဆိုင်သွားအောင်မယ်။ဟေ့အောင်စန်းထောင်းထထ။ပွဲရုံပိုင်ရှင်ကိုမြင့်ဝင်းနဲ့သူ့ဆိုင်ကားစီရတို့အထွက်ဆိုင်ရှင်ကိုစိုးရဲ့အန်ဇွဲတဲကငွေ၃000ကျပ်ကစာရိတ်ကလေးတဲကိုအဝင်ဆိုင်နံမီကခက်ဆန်းဆန်းတောက်လျှောက်တဲ့စည်းဝါးဥစ္စာတွေတောက်လျှောက်တက်စီမဲ့နမိတ်အဖြစ် ပေးခဲ့ခြင်းဖြစ်တယ်။ရောင်းတာကအရက်ဖြူပိုင်ရှင်ကကိုစိုး အရက်ကိုရာသက်ပိုင်ရှောင်းထားသူညထေထေအပြာရောင်ဆေးတုပ်ထားတဲ့နှစ်ထက်တိုင်အိုးရဲ့ထိုးအောက်ထက်ကလေးကလူအဖွဲ့စည်းငယ်လေးတစ်ခုဖြစ်တယ်။တနည်းအားဖြင့်တောက်လျှောက်အရက်ဆိုင်စိုက်ကားစရာဘွားကနေမိမအရာကောင်းပြီးပွဲရုံပိုင်ရှင်ဖြစ်လာသူကိုမြင့်ဝင်းအဝေးပြေးကားဂိတ်မူဟောင်းကိုတင်ဖေခေါ်ဂိတ်မူကုန်တင်ကားမောင်းသူ ဖြစ်ခဲ့ပူပြီးအခုတော့ညမများလှုပ်စာထိုင်စားနေရသူ လူပြိုကြီးကိုဆိုင်ခေါ်ကားစရာတစ်ချိန်ကခရိုင်အစင်ပိုက်ကျော်ချင်းလက်ရွေးစဉ် မောင်ကွင်းခေါ်ချင်းစရာရက်ွက်လူမိုက်လက်ဟောင်းကြီးထွန်းရင်လူလက်ပိုင်းထဲမှာတော့ပဒိန်စရာဖိုးထိန်စိုးမြင့်ဝေးစိုက်ကားစရာစန်းထွန်းလူငယ်ထဲမှာကတော့ဝက်တိုင်ကကြော်ကြော်ဆင့်နောက်ခရိုင်အစင်ကရာရှိကြီးရဲ့သားငယ်ဂွန်ထုတ်ခေါ်ကြော်သက်ဒါကမနက်၄နာရီထင်ကနေဆိုတာနဲ့တောက်လျှောက်ဆိုင်ရှိမှာမော်နင်ပတ်အတွက်အနေနဲ့အမြန်တန်းစီပြီးသားလူစရင်သူတို့အချိန်စရာကမနက်၄နာရီကနေည၇နာရီအထိသူတို့ limit တွေကဖြင့် တချို့လဲတနာရီချာတချို့လဲနှစ်နာရီချာတချို့လဲလေးနာရီချာလောက်90ဘူတရာဘူ90ဘူတရာဘူစွတ်ကဲစွတ်ကဲနဲ့လောလောဆယ်သွားနေသူကတော့အငယ်ဆုံးရဲဘော်ကွန်းတော့အဖေကအရာရှိမို့နေတွေမှာတာဝန်ကြတယ်အမေနဲ့အမတွေကဈေးဆိုင်ဖွင့်ဖြူဖြူဝဝလုံလုံကွန်းတော့ကြီးကအပျော်အပျော်ကနေဝီစကီအနီကိုဆုံးခွာပြီးအဖြူလိုက်ကုလာတီမှာတစ်နှစ်ပင်မပြည့်သေးဒါပေမဲ့တောက်လုံးကမလျှော့ အခုတော့ပီလာစီလာမဆက်နိုင်မီသွေးတွေအံပြီးအဆုံးသတ်တယ်။ကိုဆိုးအတွက်ကတော့အရက်ဆိုင်ဖွင့်လာတဲ့နှစ်30လုံးကြုံခဲ့ရတဲ့ဖောက်တဲ့ပေါင်းကမနှဲပါ။ထို့အတူကုငွေထည့်ထားတဲ့စာရေးကလေးပေါင်းလည်းမနှဲ။သူ့ဖောက်တဲ့တွေရဲ့နောက်ဆုံးခရီးတွေမှာသူ့စာအိတ်လေးတွေကခင်းနဲ့ညီတဲ့ငွေတန်ဖိုးအတိုင်းပါသွားစမြဲဖြစ်တယ်။1998ခုနှစ်ကသူ့စာရေးလေးဖွင့်ပြီးတနည်းအကြအအူးဆုံးသွားသူ ဖောက်တဲ့ကိုချင်းကုတ်အတွက်သူ့စာရေးလေးထဲမှာကငွေသား30 တဖြည်းဖြည်းနဲ့300အခု2010ကျော်ကာလတွေမှာတော့3000အဖြူစင်းနှုတ်နဲ့လည်းကြိုက်အောင်ခိုးတော့ကငါမှုဘူးတစ်ချက်ဖို့ခင်အခုက90ဘူးတရားဖို့ခင်နေ့လယ်7:00နာရီမှာကိုစိုးဆိုင်ရှင်မြင်ရတာကကိုမြင့်ဝင်းရဲ့ light truck ကညှိုးငယ်သောစိတ်ထားဖောင်းအစ်တော်မျက်နှာတွေနဲ့သူတို့တအုပ်လုံးကားပေါ်တက်ထိုင်ကြတယ်ကြီးစီတန်နဲ့တရားတန်တဲ့တဲ့ခိုးလမ်းမဘက်စီကကြားလာတော့ဆိုင်ရှင်ကိုစိုးဟာသူ့အိတ်ထောင်ထဲကိုစာရေးကလေးထည့်ပြီး ကားကောင်းကန်းရှိရာစီခတ်တွတ်တွတ်လာပြီးတကားကိုချိန်ကနေဖွင့်နေ။ကားမောင်းသူကိုမြင်ဝင်းပြီးမှထိုင်ခွင့်ရှိတဲ့တဝူတီသောအခွင့်ဒူးခံကတောက်လျှောက်ရဲ့တခင်ကိုဆိုးပါပဲ။လိုက်ဒရက်ကာရဲ့အနောက်မှာတော့ခါကန်းကန်းပိန်လီဖြူဖြော့နေတဲ့ဂိမ်းမူးဟာမနစ်ကစန်းထုံးတို့ဆိုင်ကားကိတ်ကတိမှာသူကတချင်းဆိုဂုံးတုတ်ကြီးကမိမလိုဝက်ကပြီးစုငွေတွေရတဲ့အကြောင်းပြောလို့ပေါ့။မျက်လုံးရဲရဲတွေ၊ပွားရောင်ရောင်အသားတွေ၊ဖောင်းအေးအေးပါကလေးတွေကတော့ နာရင်ရက်တောင်ကိုတဖြက်ဖြက်ခတ်ကြ။ခေကနေလေချင်းတက်ကြနဲ့။ခရီးထွက်မဲ့တငယ်ချင်းတယောက်ကိုဝိုင်းဝန်းလိုက်ပို့ကြသလိုမျက်နှာပေးတွေနဲ့။ဂွန်တုတ်အတူပါချချိန်မှာဟိမ်မူးဟာတောက်လျှောက်စီဝင်ထွက်လုပ်ခဲ့တာရှစ်ချိန်နဲ့အများဆုံးဆန်ချိန်တင်ထားသလိုနန်းကြလူမိုက်ထုံရင်ကတော့ခုနှစ်ချိန်နဲ့ကတ်လိုက်ထားစေ။ကားမောင်းနေတဲ့ကိုမြင့်ဝင်းရဲ့အကြီးကသူ့ရှေ့နာရီကားမှန်ထဲမှာမြင်နေရတဲ့အခေါင်းပေါ်ကပစိုးအကွက်စိတ်လေးကိုငေးကြည့်နေတယ်။ ကိုဆိုကတော့မနဲ့ပြန်မနဲ့အရက်စီဆက်တဲ့အခါလေးချိုးတချို့ကိုလက်စနေနေလေးပိုးထည့်ရမလားလို့တွေးရင်နာရေးရတောင်ဘောကတေသူလဲတေငါလဲတေမြီဆိုတဲ့စကားကိုတလုံးချင်းလိုက်ဖက်ရင်းနဲ့တောက်လျှောက်ရဲ့ပြက်ကြိန်တွေက ပုံမှန်ကုန်းလျက်ပဲမအေးတော့တဲ့စောင်းညက်တွေမှာစိုင်နောက်ကချင်းခွင်းလေးမှာချင်းစီယာကတစ်ဖက်ပရိန်စီယာစိုးမြင့်ဝင်းနဲ့ကြော်ကြော်စင်းကတစ်ဖက်ချင်းတွေခတ်ကြရိုင်ထိုးရိုင်ထိုးနဲ့လဲကြတဲ့အခါ ပွဲကြီးပရိသတ်ကားစရာကိုဆိုင်တို့အုပ်စုကရေမောကြတယ်။အမောကန်ဆိုပြီးတောက်လျှောက်ထဲဝင်ခဲ့ကြတယ်။ပွဲယုံကနေကိုမြင့်ဝင်းတရောင်းလာဝင်မောတဲ့အခါအလုံးစုပြုံပြီးအရက်တိုက်ခိုင်းကြတယ်။ပရိစရာကချင်းပေးပြီးစိုးမြင့်ဝေကစာပင်အထိုးချင်းလုံးဟာခြေသလုံးနဲ့ထိပ်ပြီးဆိုင်ကောင်းရင်ပြတင်းပေါက်အရှိစီကိုရောက်တယ်။လိုက်ောက်တဲ့ချင်းစရာဟာပြတင်းတကားဝါကနေကိုစိုးရဲ့ကောင်တာကိုပြုံးပြလိုက်တဲ့အခါသူရုတ်တရက်တတိထားလိုက်မိတာက ဆိုင်ရှင်ကိုစိုးလက်ထဲကလေးမြန်တစိမ့်စားရိုက်ကလေးချင်းစီဟာချင်းကွင်းစီပြန်လာပြီးချင်းလုံးကိုပြစ်ချကရောင်းကြိုက်ကိုဖြီးဖနက်ကိုစီကိုစိုးဆိုင်ကိုအလံနောက်ကလူတိုက်ကလည်းသူ့နောက်ကနေမပြေးယုံတမဲလိုက်ကြတယ်ဂိမ်မူလာကိုစိုးချင်းစီခံမန်းနာကအမှန်ပါထောက်လျှောက်မှာနှစ်ပတ်ကျော်ကြာပြက်ကွက်နေသူကအသက်54နှစ်အရွယ်ပိန်ချီချီခါကန်ကန်ဖြူရော်ရော်ဂိမ်မူဟောင်းကိုတင်ဖေမဟုတ်လား အကျွေးစင်းရင်မှတ်တဲ့တင်ပုံးမှာတော့ကိုစိုးသွားကလိုက်တဲ့ဖိတ်စာကဂိမ်းမူးရဲ့မျက်နှာလိုဖြူရော့ရော့ပဲမနေ့ပြန်တောက်လျှောက်ရှိမှကိုမြင့်ဝင်းကလာထုတ်မိကတော့ပြောစရာမလိုကိုစိုးရဲ့စာရိုက်ထဲငွေ3000ရှိမိကလည်းညင်းစရာမလိုနောက်ထပ်ရှစ်လအကြာမှာတော့ချင်းကွင်းလေးတဲ့ချင်းခတ်မဲ့သူမရှိတော့ပါခရိုင်ပိုက်ကြော်ချင်းလက်ရွေးစင်ဟောင်းမောင်ကွင်းရဲ့နာရေးဖိတ်စာပေါ်မှာငွေ3000ထည့်ထားတဲ့စာရိုက်ကလေးတစ်စောင်းတစ်နှစ်ကျော်နှစ်နှစ် နောက်လျှောက်ရဲ့၄နာရီရဲဘော်ဟောင်းများတဖြုတ်ဖြုတ်ရော့သွားသလိုရဲဘော်အစ်စ်တွေတိုးလာသည်ကလည်းတရွေ့ရွေ့ပါပရိစီယာကဘီပိုကြော်ကြော်စင်းကသွေးဝမ်းသွားထုံးရင်နဲ့ဆုံးမြင့်ဝေက အသေးချနောက်လျှောက်ကိုနှုတ်ဆက်ခဲ့ကြပြီ။စံထုံရေပြင်းဆွဲချိန်မှာတော့ကိုမြင့်ဝင်းအတွက်စိုက်ကားစရာအသက်ကမောင်ပူးဖြစ်တယ်။မိသားစုမဲ့စံထုံရဲ့နောက်ဆုံးခရီးအတွက်တော့ကိုမြင့်ဝင်းနဲ့နာရေးကူညီမှုအသင်းကလွှဲပြီးအခြားမရှိခဲ့ပါဘူး။ကိုစိုးရဲ့စာရေးကတော့ပြောစရာကိုမလို့ ်ရဟန်းတကဖရာတကကျောင်းတကကြီးဦးမြင့်ဝင်းအသက်59နှစ်ဒီတစ်ခေါက်မှာတော့တောက်လျှောက်ရှိလိုက်ထရကကြီးလာမရက်တော့ပါပွဲယုံပိုင်ရှင်ကားပိုင်ရှင်ကြီးကိုတိုင်ဤခရီးကိုစိုးရဲ့ညာဘက်လက်မှာတော့လျင်ပြန်တစိမ့်စာဤကလေးပြတင်းပေါက်ကိုချင်းလုံးကတောက်ကနေလာအမှန်တောက်လျှောက်ရဲ့ရဲဘော်တဲ့ပယံစရာထုံးရင်မောင်တို့အုပ်စုလက်နဲ့ပုတ်တံကစားရာကနေအချိန်လွန်လာတဲ့ချင်းလုံးစာအိတ်ကကိုစိုးရဲ့အိတ်ထောင်ထဲမှာ ကောင်တာအောက်မှာတော့နောက်ထပ်မဖောက်ရသေးတဲ့လင်းပြန်စာအိတ်တရာစင်ပါပလတ်စတစ်အိတ်ကလေးနောက်လျှောက်ဟာဖောက်တဲ့တွေကိုစင်ရဲချမ်းသာမျက်နှာမလိုက်ဘူးအမြဲတမ်း၃00ပွဲရုံပိုင်ရှင်ကြီးလည်း၃00နောက်လျှောက်၃00ခက်စော်2019ဒီဇင်ဘာအခုဖတ်ပြခဲ့တာကတော့ဆရာခက်စော်ရေးသားထားတဲ့နောက်လျှောက်ဆိုတဲ့ဝိတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်တုဒ္ဒရတ္တစာပေများကိုအပတ်စဉ်တင်ဆက်ပေးမှာဖြစ်လို့ Audio Box Channel လေးကိုလည်း like and subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။ Audiobook လေးတွေနားထောင်ရင်ဘဝအမောတွေပြပြောက်ပြီးတာယာတဲ့အချိန်လေးပတ်ဆိုင်ကြပါစေရှင်။